တ်တကြီးသူဟာအထီးပြန်လွယ်ပြီးတော့ဘောဝါကလည်းကျင်းမြောင်တတ်ပါလေကို့အတ္တကိုရှော့ချနိုင်မှသာတခြားသူတွေရဲ့အကူအညီနဲ့အတူတူရှင်သန်နိုင်လိမ့်မယ်အတ္တဆိုတာမီးလိုပါပဲအတုံးတဲ့ရင်အလင်းဖြစ်စီပေမဲ့မထိန်နိုင်ရင်ပြာပင်ဖြစ်စီကိုယ့်ရဲ့အတ္တစိတ်နဲ့ချစ်တာထက်အတူရှိသူတွေကိုဂယုဆိုင်တက်ဖို့ လေ့ကျင့်မှာအတောက်ကြောင့်ဆုံရှုံရတာထက်အတောက်ကိုစွန့်လို့ပြီးတော့ရလာတဲ့အောင်မြင်မှုကပိုတန်ဖိုးရှိပါလေအတားကြီးတဲ့သူဟာကိုယ့်ရဲ့အမှားကိုတောင်းဝန်ခံမှုခက်ခဲတယ်အထူးရှင်ထွေးနေထိုင်တဲ့ပုံအတားကိုရှုချောင်းပါဒါမှသာလူမှုဆက်ဆံရေးပြီးပြည်လည်မယ်အတားမပါတဲ့ဂျေစုတရားစစ်မှန်ပြီးတော့အယောင်အလင်းတိုးစေတယ် ိုအတွက်ပဲကိုထွေးသည်ဘဝဟာကန့်သက်ချက်တွေနေပဲပြည်နေလိမ့်မယ်အတ္တကိုလျှော့ပြီးအများအထွက်လှုပ်ဆောင်တတ်သူဟာလေးစားခံရပါတယ်အတ္တဟာအမြဲနိုင်ယူခြင်းပေမဲ့စွန့်လွတ်မှုကသာအနိုင်ရစေသည်အတ္တကြီးတဲ့စိတ်ဟာပျော်ရွှင်မှုကိုတားဆီးတဲ့အတ္တဆီဖြစ်တယ်အတ္တမဲ့သူဟာဘယ်နေရာမှာမဆိုးဘူး သုံးဝင်ပြီးလူအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တယ်။ကိုချင်းစာနာမှုနဲ့အတ္တကိုလျှော့ပါ။ဒါဟာဘဝကိုပုံမူကျေပြန့်စေတဲ့တော့ချက်ပါ။အတ္တကိုလျှော့ချလိုက်တဲ့အခါကိုယ့်ရဲ့ဘဝဟာပုံမူလွယ်ကူပြီးအေးချမ်းမှုနဲ့ပြည့်ဝလာနိုင်ပြီ။ဒါကတော့ကျွန်တော်တို့ငယ်ရွယ်ကျွန်တော်မိတ်ဆွေတို့ဘဝအတွက်တန်ဖိုးရှိတဲ့စိုးရိမ်များတာဖြစ်ပါတယ်။ ကျွန်တော်လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းဒီတနေ့ကိုပြောပြောရှင်းရှင်းနဲ့ဖြတ်သန်းရင်အောင်မြင်ပျော်ရွှင်မှုတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တော့